ဆရာဘာဘာကြောင့်မဲပေးသေးတယ်လို့ဆရာမေဆန္ဒရှင်ပြောမယ်အဲကျွန်တော်နိုင်ငံကြီးမှာအဲလူကြီးတွေလည်းအများများနေပြီအလူငယ်တွေကတော့လူကြီးတွေလောက်တွေ့ကြုံတော့မရှိဘူးသို့တော့ကျွန်တော်တို့လည်းအဲအဲကိုရာစီးပွားရေးလုပ်ငန်းတွေလုပ်တယ်နိုင်ငံသားတွေ့ကြုံတွေလည်းကျွန်တော်တို့ရလာတယ်ပေါ့နော် ပြီးတော့အရွေးတခုလည်းကျွန်တော်တို့ကိုယ်တိုင်မြင်ကျင်နေပြီဟိုနိုင်ငံတကာသွားလို့ဗမာဆိုရာနဲ့ဗမာ passport ကြီးပြီးနှကောင်းရှုံတာပြီးမှဝင်ကျင်တာစာအုပ်စာအုပ်နေဆိုအဲစာအုပ်အဲ့ဒါကြီးကကျွန်တော်တို့မှလည်းရှိပါတယ်ဟို तू က ဗမာနိုင်ငံမှာနေလို့ဘာမှမကောင်းတာမဟုတ်ဘူးပညာလည်းတက်တယ်ကိုကျင်တရားလည်းကောင်းတယ်သို့သောနိုင်ငံတကာရောက်ရင်ကိုကျွန်တော်တို့နိုင်စရာကြီးလို့ဖြစ်နေရမျိုးလဲကျွန်တော်မဖြစ်ချင်ဘူးအဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးသမားချင်းတွေ့တော့ကျွန်တော်တို့ကခုနနိုင်ငံစီးပွားရေးဒုတက်လောက်ကျွန်တော်တို့စူးစမ်းပြီးမြေကိုရိုင်းလေးလှုပ်ဖူးမှဟို ကိုယ်တိုင်ဘာမှမလုပ်ဘူးပဲနဲ့နိုင်ငံရေးသမားဆိုပြီးတော့ခေါင်းဆောင်တက်လို့နေလို့တော့မရအောင်ကျွန်တော်တို့ကကိုယ်တိုင်လေးလုပ်ဘူးတဲ့အတွက်ကြောင့်ကျွန်တော်တက်နိုင်နေအားနဲ့သူများထက်ပိုယူအောင်တော့တွန်းမယ်ပေါ့အဲ့တော့စီပွားရေးနဲ့ဂျန်နေအပိုင်းတွေမှာထိထိရောက်လေးနဲ့မြင်းမြန်းဆန်းဆန်းလေးရအောင်တွန်းပေးမှာလည်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့အဲ့လေးပေါ့ကြည့်ပြီးတော့ကျွန်တော်ဒီလိုကိုယ်စားလေးရွေးချယ်ခြင်းမှာအဲဒါမျိုးလေးရွေးကြည့်ပြီးတော့ရွေးချယ်ပေးပါလို့တော့မေတ္တာရက်ခံပါတယ် ကျွန်တော်ဒီနေ့ဖိတ်ခေါ်ထားတာပြည်သူ့ရှေ့ဆောင်ပါတီကဦးကောင်းမင်းခန့်ခေါ်ဦးဇန်နီတိဝင်းပေါ့နော်ဟုတ်ပါဘူးအဲသူကတညင်ကနေအဝင်ပြိုင်မြဲပို့ကိုဖြစ်ပါတယ်အဟိုပြောရမယ်ဆိုရင်သူနိုင်ငံရေးအတွေ့အကြုံရှိတယ်ပေါ့နော်အဲ့ဒါသူရင်လည်းပြိုင်ခဲ့ဘူးတယ်ပေါ့အဲ့တော့အဲတလောဒီကတော့သူစီရူးနာမှာလောက်တဲ့ပွဲလေးပေါ့နော်အဲ့မှာသုံးမြင်းဆောင် 2025ဟုတ်ရှေ့ရှေ့ရနေရနော်ဟုတ်ပါတယ်ခင်ဗျာရှေ့ရှင်ဘွေးမှာဒင်းသာရှင်လေးမွေးပါဒင်းသာရှင်လေးခေါ်ကြတော့ဘာထည့်ပြောသွားလဲဆိုတော့သူကခီးသွာနှစ်ကိုအဲ2025ခုနှစ်ပေါ့ဘွေးမှာလောက်တင်နေလို့အကြံပြုသွားပါတယ်အဲ့တော့ဆရာလေးနဲ့ဒါတွတ်တော်ရောက်မယ်လို့သုံးဖြတ်ထားပြီပြန်အဲဟုတ်ကဲ့ အဲကျွန်တော်တို့ဒီမလုတာလဲတော်တော်ကြာသွားပြီပေါ့နော်ဗီဇင်မြန်မာပြည်ရဲ့1996နောက်ပိုင်းအသိမလုဖြစ်ဘူးပေါ့အဲ့တော့ခီးသွားကန္တာအခုချိန်မှာလည်းတကယ်ပြန်တိုးတက်ဖို့လည်းလိုနေတဲ့အတွက်ကြောင့်အဲနှစ်နှစ်လောက်လည်းအချိန်ယူပြည်စင်မှာရပါပါဗီဇင်မြန်မာပြည်ရဲ့အဲ့ဒီအတွက်ကြောင့်မလို့2029 25မှာတော့ရွေးကောက်ပွဲအပြီးမှာနိုင်ငံရေးလည်းထပ်တင်းတက်လောက်တည်ငြိမ်မှုရလာမယ်ဆိုရင်တော့ကျွန်တော်လုလို့လုတင်နေနှစ်တစ်နှစ်ပါခင်ဗျာဟုတ်အဲ့ရှိမှာတော့ဒါဗီဇင်မြန်မာကြီးရဆူရတဲ့အကြီးကျယ်လုတ်ခဲ့ပူပါတယ်။အဲ့လုတ်ခဲ့ကြဘူးလေပေါ့နော်။အဲ့တော့ ဇက်အတွေ့အုံညာဘလူးမြန်လုတ်တင်လေပေါ့နော်နောက်တစ်ခုကရမင်းညံပဲနဲ့အဲကြီးသွားလုပ်ငန်းဖွံ့ဖြိုးပါမလားအဲ့ဒါလေးသိချင်ပါအဲကျွန်တော်တို့ခီးသွားလုပ်ငန်းပေါ့နော်အဲ့ဒီနေရာစဉ်းစားရှင်လုပ်ပဲမှာလဲကျွန်တော်ပြောတာတော့ပါပါတယ်ခင်ဗျအဓိကခီးသွားလုပ်ငန်းကကြတော့နံပါတ်1ကတိုင်းပြည်ကလည်းတည်ငြိမ်မှုရှိရမယ်နံပါတ်2ကလည်းကျွန်တော်တကယ်ခီးသွားတွေကိုသူတို့သက်ဆိုင်ရနိုင်ငံတွေကနေပြီးတော့အဲဟို တကီးသွားလာမှုကန့်သက်ချက်ပေါ့ travel registration ဆိုတဲ့ဟာဒီပဲဖြတ်ပြီးမှလည်းရမယ်အဲနောက်တစ်ခုကကျွန်တော်တို့ဘက်ကလည်းသူတို့ကြိုးစားခြင်းစိတ်ကလေးလည်းရှိမှာပေါ့နော်တိုင်းပြည်ကလည်းတကယ်တည်ငြိမ်မှာသူတို့က insurance ဆိုတော့တော်တော်လေးအမှတ်ကံတော်တော်လေးလေးထားတယ်။ insurance က cover မဖြစ်ဘူးဆိုရင်သူတို့ကမလာရေးကြဘူးပေါ့နော်အထူးသဖြင့်အနောက်နိုင်ငံတွေက ပုံများတယ်အဲ့တော့ကျွန်တော်တို့ခဏလို့အဲ visit မြန်မာ year ဆိုတာက2029မှာတော့ကျွန်တော်တို့ဒီလေဒီငင်လောက်ပြီးပြီးတော့ခဏနိုင်ငံပေါ်မှာကန့်သက်ထားတဲ့ restriction တွေ sanction တွေနည်းနည်းဖယ်သင့်တဲ့လောက်ဖယ်လောက်ပြီးလို့လည်းကျွန်တော်ယူဆတယ်အဲပြီးတော့အဲ့အတွက်ကလည်းကျွန်တော်ဒီနှစ်နှစ်လောက်ကနေစပြီးပြင်တော့မှကြိုတင်ပြီးတော့ဖိတ်ခေါ်မယ်ကျွန်တော်တို့ဒီနှစ်နှစ်အတွင်းမှာလည်းသက်ဆိုင်ရာတခြား time မှာလုပ်တဲ့ TTM လို့နောက် IDB Asia တို့နောက် Vietnam မှာလုပ်တဲ့ IDE ACMC ဒီလို travel fair လေးတွေပေါ့နော်အဲ့မှာကျွန်တော်တို့သွားပြီးတော့ ဒီနိုင်ငံတော်အဆင့်ဝန်ကြီးဒုဝန်ကြီးလေဗယ်ကနေစာပြီးတော့စကားပြောပြီးကြိုညှိထားရမှာပေါ့ကျွန်တော် web prepare လုပ်တော့မှလည်းနိုင်ငံရဲ့ tourism အမြန် booming လောက်လာဖို့လည်းလူတွေအမြန်ဖွံ့ဖြိုးလာဖို့ပေါ့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကကြိုပြီးတော့တော့လုပ်တင်နေပြီလို့လည်းယူဆပါတယ်ဘာလို့လဲဆိုတော့သူများတွေကတော်တော်လေးလေးရှေ့ရောက်သွားပြီပေါ့နော် covid အပြီးမှာတော်တော်လေးပြန်ထားကြပြီခင်ဗျာဟုတ်အဲ့တော့ဆရာအနေနဲ့ပြည်စည်းဆောင်ရှေ့ဆောင်ပါတီပေါ့နော်ပါတီကိုဘာလို့ယုံကြည်လို့ဝင်ပြီးတော့ဝင်ရွေးခံတယ် အဲကျွန်တော်ကဟိုခုနဆရာပြောသားလို့ပေါ့နော်2020တုန်းကတော့ကျွန်တော်ယူကောက်ပဲဝင်ပြိုင်ဘူးတယ်အဲဒါပေမဲ့နိုင်ငံရေးမျိုးယူလားဆိုတော့အဲ့လိုတော့မရှိဘူးပေါ့နော်ဒါကျွန်တော်တို့ကဒီဟိုစီးပွားရေးတွေလုပ်တယ်ခီးသားလုပ်ငန်းလည်းကျွန်တော်လုပ်တယ်နောက်ကျန်တဲ့စီးပွားရေးလုပ်ငန်းလေးတွေလည်းလုပ်တယ်လုပ်တော့အဲဒီနိုင်ငံမှာကြတော့တချို့နိုင်ငံရေးကနိုင်ငံရေးအဲဒီမှာနည်းမြုံနေလို့ကျွန်တော်ထင်တယ်ထင်တယ်ဆိုတော့နိုင်ငံရေးသမားတော်တော်များများစီးပွားရေးအကြောင်းကိုအရင်မသိဘဲနဲ့ဒီ politics ထဲမှာနည်းမြုံနေတော့ အဲပြည်သူ့ရှေ့ဆောင်ပါတီရဲ့ဒီအားလုံးလဲမှာပေါ့အဲကျွန်တော်အမြင်ပေါ့နော် စီးပွားရေးလုပ်ငန်းရှင်တွေလည်းပါတယ်ပြီးတော့တက်သည့်ပညာရှင်တွေလည်းပါတယ်ပြီးတော့ကျွန်တော်တို့ကပို့ပြီးတော့အားရတာလူငယ်တွေကိုနေရာပေးတယ်ပေါ့နော်အခုကျွန်တော်တို့ဝင်တော့ဝင်လိုက်ပါတယ်ကျွန်တော်တို့ပြောသမျှကအွေလေးတစ်ခုမဖြစ်လာအောင်ကျွန်တော်တို့ပြောသမျှလည်းပါတီဥဆောင်နေသူတွေကနားမထောင်ဘူးအဲ့လိုမျိုးတွေဖြစ်နေမယ်ပြီးတော့ bureaucracy လို့ခေါ်တဲ့နည်းနည်းအစည်းအဝေးပြီးအစည်းအဝေးနဲ့အရန်ကြားတဲ့ပါတီလည်းမဟုတ်ဘူးပေါ့နော်ဒီမှာကျွန်တော်တကယ်လေးလာကြည့်တော့သူတို့ခြားတဲ့မူဝါဒတွေမူဝါဒတွေကတာမန်လူတယောက်ခြားတာမဟုတ်ဘူးလေတက်သည့်ပညာရှင်တွေခြားပြီးထားဆိုကျွန်တော်လေ့လာမိတယ်ပြီးတော့စီးပွားရေးတိုင်းပြည်တော်တကယ်လိုအပ်နေငြင်းချမ်းပြီး ြင်စီးပွားရေးတကယ်တိုးတက်ဖို့လို့တော့ဒီပါတီကစီးပွားရေးကိုတကယ်တိုးတက်အောင်လုပ်နိုင်မဲ့ပါတီတစ်ခုလိုပဲဒါသူ့ရဲ့ unique ဖြစ်တဲ့ point လေးပေါ့ USP လေးလို့ကျွန်တော်မြင်တဲ့တော့ကြောင့်ငါတို့ဒီပါတီတွေကိုဝင်မယ်တကယ်တအားဝင်လုံမယ်အဓိကတိုင်းပြည်စီးပွားရေးတိုးတက်သင့်ပြီလို့လည်းထင်လို့ကျွန်တော်ဝင်တုံးတဲ့သဘောပါပဲခင်ဗျဟုတ်ဟိုပြည်သူ့ရှေ့ဆောင်ပါတီကအနိုင်ရပါတီမဖြစ်ခဲ့ဘူးလေဟုတ်ကဲ့မှန်ပါတယ်ခင်ဗျဒါပေမဲ့အခုချိန်မှာတော့ရှေ့တန်းရောက်လာပြီပေါ့နော်အခုရှေ့ရောက်လာတယ်အဲ့တော့ဟိုပြန်ကွင်းရတဲ့ပါတီကလည်းနည်းလာတာပေါ့နော်နည်းလာတယ်ရှေ့တန်းရောက်လာတဲ့အခါကျတော့ အဲ့ဒီကတင်းစားရှင်တော့ကြည့်လိုက်တဲ့ခါမှာအဲစီပွားရေးလုပ်ငန်းရှင်တော်များလည်းတွေ့ရတယ်ဥမာအဲ့ပွဲကိုတက်လာလို့တော့ရှူသွေးလေးငွေသွေးလေးတော်တော်တွေ့ရတယ်အဲ့ဒါဟုတ်တော့စီပွားရေးစင်ပြေကြတဲ့လူတွေများတယ်ကြည့်ရတာလေဟုတ်ကဲ့ပါခင်ဗျာတော့ဇင်းနေဟိုပြောမယ်ဆိုရင်စမတ်ကြပါဘောနော်ဟုတ်ကဲ့ပါအဲ့တော့လူတို့ကိုဘယ်လိုမဲပေးစီခြင်းပါလဲဟုတ် အဲကျွန်တော်တို့ကခုတော့ဟိုဆရာပြောတာ ਨੇ တစ်ဆက်တည်းပေါ့နော်ခုတခါလေးမှ no vote တို့ပါလို့ပြောတော့လည်းရှိတယ်အဲကျွန်တော်လည်းတခါတလေတော့ပြောတယ်အဲပြောတာကဘာလဲဆိုတော့ဟိုအဲ့နေရဥပမာလေးလိုပဲပေါ့နော်အိမ်တိုင်ယုံခေါမိုးပဲတိုင်လို့ဖြစ်ဖြစ်ဆေးရောင်ချဲခြင်းဒီနှစ်ယောက်သုံးယောက်ရဲ့မဲထွက်ပြီးသူတို့ကအပြာတမို့အစိမ်းဆိုလဲဒါပဲဖြစ်သွားမှာ အဲ့ဒီအချိန်မှာကျွန်တဲ့လူကငါတို့ကတော့အဝါလေးကြိုက်တယ်ငါတို့ကတော့ဘာယံလေးကြိုက်တယ်သူတို့ပြောမှပဲအများရဲ့သဘောနဲ့ဆုံးဖြတ်မှဖြစ်တော့မဲထွက်မှပြီးပဲလဲမနေပါနဲ့အဲ့တော့အခုလက်ရှိကိုယ်စားလှယ်တွေကိုလည်းလေးလာပါဘောနော်နံပါတ်၁ကကျွန်တော်ပါတီရင်ကြည့်ပြီးတော့လည်းမယူနေပါမူဝါဒကောင်းတဲ့ပါတီရောဟုတ်ရဲ့လားအဲ့ဒီကိုယ်စားလှယ်မူဝါဒတော့ကောင်းမှာအဲ့ဒီကိုယ်စားလှယ်ကအရေးချင်းရှိရဲ့လားအဲ့ဒီနှစ်ချက်ကိုကြည့်ပြီးမှအဲ့ထက်က အသိတော်ဆုံးကိုယ်တည်းလေးကိုမဖြစ်မနေတော့မဲထွက်ပေးပါ။ဟိုဒါကဟိုဘသူ့ကိုထောက်ခံတယ်ဘသူ့ကိုဆန့်ကျင်တယ်ပြောတာမဟုတ်ဘူး။လွတ်တော်တွေကိုဒီလူတော်တွေတကယ်ရောက်သွားတော့မှကျွန်တော်တို့ကဘာဖြစ်လွတ်တော်ကြီးကတကယ်ရွေ့လာမှာ။ဟိုဟိုရွေးကောက်ဟိုလွတ်တော်တော့တက်ပါတယ်အင်္ဂါပြီပြန်လာတာမျိုးကျွန်တော်ဖြစ်လို့မရဘူး။တကယ်ပြည်သူတွေအတွက်အကျိုးရှိရတာကုသိုလ်ကြီးအာကျွန်တော်ထားပါတော့ကျွန်တော်တန်လင်းမှာဆိုအဓိကရှိရစရာဥမာဆက်တွဲသေးစရာရေဆိုလို့ရှိရင်တို့လိုက်စစ်တရင်ဝင်နေမရနိုင်သေးဘူး။အဲ့ဒီချိန်မှာအဲပြီးတောင်းရင်လည်းပြီးနေရဖမ်းရင်လည်းခံရတယ်ဆိုတာမျိုးရှိအဲ့လိုမျိုးလေးတရားဝင်ဖြစ်လာအောင် လွတ်တော်တဆင်တင်ပြမလားကျွန်တော်ဆိုတိုက်ဒေသကြီးပြိုင်တာဆိုတော့ရန်ကုန်တိုင်းထဲမှာဖြစ်တဲ့ခက်ခဲဆိုဒါမျိုးလေးရှိမယ်အဲနောက်တစ်ခါဟိုတချို့အရာတွေမှာကြတော့တရားမဝင်မြင်မဲ့တရားမဝင်နဲ့တရားဝင်မဟုတ်ဘဲနဲ့လုပ်နေရလေးတွေကိုတရားဝင်ဖြစ်လာအောင်ဘယ်လိုလုပ်ပေးလို့ရမလဲပေါ့နော်ဒါမျိုးလေးနီးလေးတွေကဒီကိုယ်စားလှယ်တွေကမှမတင်ပြရင်ပြည်သူတန်လွတ်တော်တယ်မရောက်နိုင်ဘူးပြီးတော့ကိုယ်စလေတွေမှာလည်းခုနကပြောလို့လူကြီးတွေလည်းပါနေတယ်လူငယ်တွေလည်းပါမှာ အဲဒီကိုယ်စားလှယ်ကိုကျွန်တော်ဒီနေရာမှာတော့ဒီလိုပြဿနာလေးဖြစ်နေပါတယ်ဆိုရှယ်မီဒီယာမှာတော့ပို့တင်လိုက်တယ်ဆိုရင်တောင်မှကိုယ်စားလှယ်အထစ်တရောက်လုတ်ပေးရမယ်ပြည်သူကကိုယ်စားလှယ်ရှုလဲမရောက်နိုင်တဲ့ကိုယ်စားလှယ်မျိုးကိုရွေးတင်လို့လဲကျွန်တော်မရဘူးပေါ့ဒီပြည်သူကတော့អော်နေတယ်ဒါပေမဲ့ကိုယ်စားလှယ်ကဘာမှမသိဘူးလွတ်တော်တာတက်လိုက်တယ်ဘာမှမတင်ပြဘူးဆိုလဲအလကားပဲပေါ့နော်အဲ့တော့ဟိုဟိုအခြေခံဥပဒေပြင်တာတို့ဘာတို့ကတော့ကျွန်တော်ပြည်သူတို့အမျိုးသားလွတ်တော်တို့ကတော့ကိုယ်စားလှယ်တွေကကျိုးသားနေကြမှာကျွန်တော်တိုင်းဒေသကြီးကကိုယ်စားလှယ်ကရန်ကုန်တိုင်းကအဓိကကျွန်တော်စီးပွားရေးမျိုးတော်လည်းဖြစ်တော့တကယ်ပြည်သူအခက်ခဲ တနိုင်ငံလုံးရဲ့စီးပွားရေးမောင်းနေရတာလည်းရန်ကုန်မှာအဲ့တော့ကျွန်တော်တို့စီးပွားရေးတိုးတက်အောင်ကျွန်တော်တို့လုပ်ပေးမယ်ကြိုးစားပေးမယ်အဲပြီးတော့ခုနကလူပြည်သူအခက်အခဲတွေကျွန်တော်တို့တတ်နိုင်သမျှနီးနေနောက်ဆုံးကိုယ့်ရှိကိုဖုန်းဆက်တာပဲဖြစ်ဖြစ်ဒီဆိုရှယ်မီဒီယာမှာကွန်မန့်လေးတစ်ကြောင်းဖြစ်ဖြစ်ကျွန်တော်ရှိရောက်ရမယ်အဲ့ဒါကိုလည်းကျွန်တော်တို့ကတကယ်ကြီးဖြစ်နေတာဆိုရင်ထဲထဲဝင်လေ့လာပြီးတော့လွှတ်တော်မှာဘလို့ပြင်ပေးနိုင်မလဲဒီတိုင်းဆိုးရည်အနေနဲ့ကိုဘာလုပ်ပေးနိုင်မလဲဒီလိုနီးလန်းနဲ့လုံးမှာပဲထိရောက်တော့မှာပေါ့သူများတွေလို့ဖြည်းဖြည်းချင်းတစင်ကြီးစီသွားလို့မျိုးကျွန်တော်ခုံပြီးတော့ ဟို20 30ကျော်လုံးမှာရမယ့်အခြေအနေလေးရှိပါခင်ဗျအဲ့ဒါကြောင့်မဲဝင်ပြန်ပြစ်တာပါအဲ့ဆရာ ground was same view လေးလာပြီးပါရဲ့ဟုတ်ကဲ့ကျွန်တော်တင်းမာလေးလေးလာတယ်ပြကျွန်တော်ဟိုခါလီကားနဲ့မဟုတ်ဘဲနဲ့အခုဘာလုပ်လဲဆိုတော့စီယုံကြီးကာလာတော့မစားသေးဘူးဆရာအဲ့တော့ကျွန်တော်တို့ဘာလုပ်လဲဆိုဥပမာဖြင့်အဲဒီမြို့မစင်းနားမှာဆိုရင် site တွေတွေပါ ACG CG နဲ့စကားပြောကြည့်တယ်ဘာခက်ခဲရှိလဲဆိုခုနကကျွန်တော်ပြောတဲ့ဟာမျိုးပေါ့အဲသူတို့ရှောင်နေရတယ်ပေါ့နော်တရားဝင်ဆောင်ဆိုလဲမဟုတ်တော့သူတို့တဲ့စာဝင်နေကြီးကလည်းကြက်သေးတယ်တကယ်တရားဝင်ဆောင်လိုက်ရင် အဲအောက်ခြေကိုလည်းပြီးကြရမလို့နိုင်ငံတော်ကလည်းအခွန်ရမယ်သူတို့ကလည်းစီးစနစ်တကြလုပ်မယ်အခုကနမပြပါညာအစမရှိတော့တရားဝင်အဲအခွန်မဆောင်နိုင်တဲ့အတွက်ကြောင့်ဟိုနောက်က trees လိုက်ရတယ်လည်းခတ်တာလို့ပြောစီရတယ်တင်မလားဒီဟာကဘယ်သူပိုင်လဲဆိုတာနောက်ခံလိုက်ရတယ်မလွယ်ဘူးအဲ့တော့တစ်ဖက်မှာလည်းခက်ခဲရှိရတစ်ဖက်မှာလည်းမှားယွင်းနေတဲ့ဟာလေးရှိတော့အဲ့ဒါလေးတွေကစကျွန်တော်တို့က ground ကအတန်ကြီးပြန်လာထောင်ရတာပေါ့ဟုတ်ငင်းကတော့နင်းနေဟိုဘယ်လိုပြောမလဲပြီးတော့အကုန်ယူတယ် နော်ပြီးရင်မဲမထည့်ကြဘူးမဲလာမထည့်ကြဘူးမှန်ပါတယ်ခင်ဗျာဆရာကြီးကျွန်တော်ကြားဘူးတယ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်အဲ့ဒါမျိုးအဲ့တော့ဘယ်လိုစီးရုံလဲ အဲကျွန်တော်အမြင်ပေါ့နော်ကျွန်တော်တို့2020တုန်းကလည်းကျွန်တော်တို့ရှိပါတယ်အဲကျွန်တော်စီးယုံတဲ့နေရာမှာကျွန်တော်တို့မှာပြင်အဲ့တော့ကတော့ကိုဗစ်ကာလဆိုတော့ဆရာရဲ့ဟိုဟာလုပ်လို့မရဘူးဟိုအိမ်ကြီးတိတ်နေစင်းဝင်စီးယုံတာမျိုးခွင့်မပြုခဲ့ဘူးအဲ့တော့တော့ဘယ်လိုလုပ်လဲကျွန်တော်ဈေးကားလေးတွေရောင်းပေးရဲဈေးကားဆိုအလကားတော့မဟုတ်ကျွန်တော်တို့အရင်နဲ့ကျွန်တော်လုတ်လုတ်တိုင်းရာဆိုင်တယ်ဈေးတက်တာတဲ့နေရာဟိုတောင်ငုံမှာချက်ဥရရင်တောင်ငုံထိသွားပဲဟိုငါတက်တာဘူးဆိုဆေးယုံတွေသွားပဲတကယ်ရတဲ့ဈေးနဲ့အရင်တိုင်းလေးကျွန်တော်ရောင်းပေးရဲကျွန်တော်တို့ကပေးပြီးစီးယုံတာကိုကျွန်တော်တို့ကမလုတ်ချင်ဘူး ။အဲဒါရလို့မဲပြီးမယ်ဆိုမျိုးကျွန်တော်မတော်ပါဘူး။ဟိုပါတီကလည်းမတော်ဘူးပြောထားပါတယ်။ပြီးတော့ကိုယ်တကယ်ယုံကြည်လာအောင်ကိုယ့်ရဲ့အရှင်ကိုသိအောင်ပြ။ကိုယ်တကယ်ယုံကြည်လာလို့မဲပြီးလာတာပဲကျွန်တော်တို့စောင့်တာပေါ့နော်။ဟိုပေးတိုင်းလည်းမဲရမယ်လို့ကျွန်တော်မထင်ရှိမှတာရကတွေရှိရပေါ့နော်။ဟိုဘွားလုတ်ပြီးမဲတရားလုတ်ပြီးမဲတကယ်လုတ်ပြီးတူတမဲရည်တော့မရခဲ့ရည်လည်းအများကြီးလည်းရှိရ။အဲ့တော့ကျွန်တော်တို့ကတော့ကိုယ့်ဘောယုံကြည်လာအောင်ကိုယ့်ရဲ့မူဝါဒတွေကိုနားလည်အောင်ရှင်းပြမယ်။သူတို့လက်ခံနေသူတို့ယုံကြည်တယ်ဆိုရင်တော့မပြေးပြပါဘို့ဒါပေမဲ့ကျွန်တော်တို့ကဟိုလိုပြေးဖို့တော့မရှိပါဘူးခင်ဗျဟုတ် အဲတချို့ကျွန်တော်ဒေသခံတွေမေးကြည့်တဲ့အခါမှာသူတို့မဲထည့်ရမယ်လို့မြင်အောင်မြင်ဘူးဆိုတဲ့စကားကြီးကြားရတယ်မှန်ပါတယ်ခင်ဗျ စီရောစီဝင်ပြီးတော့စကြမှာလို့ကျွန်တော်ဒီခု28ရက်နေ့ဆိုရင်တော့စပြီပေါ့နော်အဲကျွန်တော်28ကနော်ဒီဇင်ဘာ26ထိနှစ်လမပြေဘူးပေါ့နှစ်လနီးပါးတော့ရှိတယ်ရပောင်း60ရပောင်း60ပေါ့အဲ့တော့အဲ့ကာလအတွင်းမှာတော့ကျွန်တော်တို့စီဝင်တကယ်စလို့ရပေါ့နော်ခုကတော့ဟိုသွားရင်းလာရင်းနဲ့စကားပြောတာလောက်ပဲကျွန်တော်တို့ရှိပါသေးတယ်အဲ့ကာလကျတော့တန်လင်းကကျွန်တော်တို့ခြေလေးခြေပါလူကြီးလည်း2300လောက်ရှိတယ်ပေါ့ရှိတော့ရွာတိုင်းတော့ကျွန်တော်တို့ကိုယ်တိုင်ရောက်ချင်းမှာတော့ရောက်နိုင်မယ်ပေါ့နော်ရွာလည်း100ကျော်ရှိတာအဲ့တော့ အဲတချို့တက်နိုင်တယ်များတော့ကျွန်တော်တို့သွားမယ်ဥပမာပြင်ဟိုပြီးတော့တချို့မတက်နိုင်တဲ့နေရာကြီးကြလဲကျွန်တော်တို့ရဲ့အဲကုစားပေါ့နော်ကျွန်တော်တို့အကြောင်းကိုလူတိအောင် ပြပြပေးနိုင်တဲ့နောက်ကခေါင်းဆောင်လူမျိုးလေးတွေကျွန်တော်တို့လွတ်ပေးရမှာလဲရှိပါတယ်ခင်ဗျအဲ့ဒါမှလည်းမြေပြင်ကိုဆင်းပြစ်မှာပေါ့ဟိုလာတာတို့ဘာလို့ကျွန်တော်ပြိုင်တော့မျိုးရင်းချမှုနယ်နည်းနည်းကျင်းတယ်လေကျင်းတော့ကျွန်တော်တို့ကဟိုအဲ့မှာမှတိုက်တက်တိုက်နဲ့ခွဲလိုက်ပြီးတော့အိမ်ပေါင်းစီနီပါကျွန်တော်တို့ကပြလို့ပြီးလို့ရတယ်တက်လင်းကြတော့တော်တော်ကြီးလေးကျေသွားတာဟုတ်ဆက်တညင်ပစ်မှာ အသွားတဲ့ခါကျဆရာလုံချုံကြီးကြတော့ဘယ်လိုတောင်းယူမှာလဲအဲအဲ့ဒီဟာလေးလည်းကျွန်တော်မေးကြည့်ဘူးတယ်ခင်ဗျဒီမြန်မာနိုင်ငံရဲ့တပ်ဖွဲ့တို့နောက်ကျွန်တော်ဒီဟိုဟာတို့ပေါ့နော်သူတို့ဘက်ကတော့အဲ့လိုပေါ့လုံချုံကြီးနဲ့ပတ်သက်ရင်လင်းငါရောက်တော့ထားပေးမယ်ပေါ့လို့တော့ကျွန်တော်တို့ကလည်းတတိတော့ရှိရမှာပေါ့နော်အဲ့တော့ဟို ဟိုပြောရမယ်ဆိုလို့ရှိရင်ထားပါတော့เนาะအဲလူတယောက်ကဒီခံယူချက်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့သွားလိုက်လေကျွန်တော်တို့ပြောပြလို့လေအဲပြောင်းလဲလာမှာမဟုတ်ဘူးသို့ပြီးတော့နောက်တစ်ချက်ကကျွန်တော်တို့အတွက်လည်းအနေရရှိတယ်လူတိုင်းကတော့ကိုကောင်းမယ်ထင်တဲ့ယုံကြည်ချက်အရာတော့လုံလုံနေတာဒါပေမဲ့နီးလန်းတော့မတူဘူးပေါ့ကျွန်တော်တို့သွားချင်တာတော့နိုင်ငံကြီးနီးလန်းရညှိယူမယ်ဆိုရဲဘက်ကိုသွားတာအဲ့တော့အဲ့လိုနေရဒေသကြီးတော့ကျွန်တော်တို့ဂျူလေးလေးလာထားမယ်ဂျူလေးအဝဲဖြစ်ရတယ်ပေါ့နော်အဲ့ဒီသူ့ရဲ့သဘောထားမှာပါပဲနေကျွန်တော်အတင်းကျွန်တော်တို့မဲထဲပါသွားပြောလဲအောင်မြင်မှာမဟုတ်တော့အဲ့လိုဒေသကြီးတော့ကျွန်တော်တို့က ဟိုလေ့လာပြီးတော့ရှောင်ကြဉ်ရမှာပေါ့โอเคကို့ပေါ်ယုံကြည်မှုရှိလာနိုင်တယ်အဲကျွန်တော်တို့လမ်းစဉ်လည်းလက်ခံနိုင်နေဆိုတဲ့နေရာတွေတော့ကျွန်တော်တို့တွားပြီးစီးရမှာပါခင်ဗျဟုတ်အဲ့လိုတော့စဉ်းစားထားရပါအဲဆရာကိုဘာကြောင့်မဲပေးသင့်တယ်လို့ဆရာမေဆာနာရှင်ကပြောမလဲเออจนกูบาจ้องเมปี้ตินเลยสรอกจนคุณน่ะโหโหกูเสียเปล่าตัวโหลเว้ยปะเนาะเอ่อจนနိုင်ငံยีมา အဲလူကြီးတွေလည်းအများများနေပြီအလူငယ်တွေကတော့လူကြီးတွေလည်းတွေ့ကြုံတော့မရှိဘူးသို့တော့ကျွန်တော်တို့လည်းအဲအဲကိုရိုင်းစီးပွားရေးလုပ်ငန်းတွေလုပ်တယ်နိုင်ငံခြားတွေ့ကြုံတွေလည်းကျွန်တော်တို့ရလာတယ်ပေါ့နော်ပြီးတော့အရွေးတခုလည်းကျွန်တော်တို့ကိုရိုင်းအမြင်ကျင်နေပြီဟိုနိုင်ငံတကာသွားလို့ဗမာဆိုရာနဲ့ဗမာ passport ကြီးပြီးနှကောင်းရှုံတာပြီးမှဝင်ရှင်တာစာအုပ်စာအုပ်မီဆိုအဲစာအုပ်အဲ့ဒါကြီးကကျွန်တော်တို့မှလည်းရှိပါတယ်ဟို तू က ဗမာနိုင်ငံမှာနေလို့ဘာမှမကောင်းတာမဟုတ်ဘူးပညာလည်းတက်တယ်ကိုကျင်တရားလည်းကောင်းတယ်သို့တော့နိုင်ငံတကာရောက်ရင်ကိုကျွန်တော်တို့နှိမ်စရာကြီးလို့ဖြစ်နေရမျိုးလဲကျွန်တော်မဖြစ်ချင်ဘူးအဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးသမားချင်းတွေ့တော့ကျွန်တော်တို့ကခုနနိုင်ငံစည်းပွားရေးလိုတက်လာကျွန်တော်တို့စူးစမ်းပေးမယ်ကိုရိုင်းလေးလုတ်ဖူးမှဟိုကိုရိုင်းဘာမှမလုတ်ဖူးပဲနဲ့နိုင်ငံရေးသမားဆိုပြီးတော့ခေါင်းဆောင်တက်လို့မလို့တော့မရအောင်ကျွန်တော်တို့ကကိုရိုင်းလေးလုတ်ဖူးတဲ့အတွက်ကြောင့် ကျွန်တော်တက်နိုင်တဲ့အားနဲ့သူများထက်ပို၍အောင်တော့တွန်းမယ်ပေါ့အဲ့တော့စီပွားရေးနဲ့ဂျန်နေအပိုင်းတွေမှာထိတိယောက်လေးနဲ့မြင်းမြန်းဆန်းဆန်းလေးရအောင်တွန်းပေးမှာလည်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးပေါ့ကြည့်ပြီးတော့ကျွန်တော်တကယ်လို့ကိုယ်စားလေးရွေးချယ်အချိန်မှာအဲဒါမျိုးလေးရွေးကြည့်ပြီးရွေးချယ်ပြပါလို့တော့မေတ္တာရက်ခံနေပါတယ်ဟုတ်အခုမဲပေးတဲ့စနစ်ကပင်မဲမရှိစေရဘူးလို့ဦးနေရတယ်ဟုတ်ကဲ့အဲ့ဟို NC စနေပြီမှာသူတို့ရှင်းလာရှင်းပြလာတွေ့ရပါတယ်ဟုတ်ကဲ့ပါအဲ့တော့ပင်မဲမရှိဘူးဆရာရဲ့ဟုတ်ကဲ့ပင်မဲမရှိရင် chart fibers ပါရှိနိုင်တယ်ဆရာလည်းဆွေးနွေးနေရတွေ့ရတယ်ဟုတ်အဲကျွန်တော်တို့ခုပင်မဲကဘာလို့မရှိလဲဆိုတော့သူကเสียหุ่นเนี่ยโอ้อิเล็กทรอนิกส์โวลิเมชินนี่ว่าโย UC อ่ะนี่ชิมญาแล้วสิတော့ตัวกูหนึกเอ่อตัว UC อ่ะคลุกหนึกပြီးတော့มีเสิทธิ์มีสมมุติว่าเราก็หนึกลงได้ตะแช่ไปหนึกลงได้สายเลียก็จ่าละมั้ยเราก็มีอ่ะมั้ยเมบงเนี่ยจ่าออกได้ป่ะเนาะเออ ကိုနှိပ်တဲ့ခလုတ်ကတစ်ခုပဲရှိမယ်ပယ်မဲတော့ရှိမှာမဟုတ်ကိုကဒီမတိပဲနဲ့မှားပြီးနှိပ်လိုက်ရင်သာမဲဖြစ်သွားမယ်ဒါပေမဲ့သူကလည်းအဲ့ပုံကချိတ်ပိတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒါပြန်တော့ဖွင့်ပြမှာမဟုတ်ကမဲမှားတဲ့အိဆာပြန်ထုတ်ပြမယ်တော့လုံးလုံးမရအောင်အဲ့တော့ပယ်မဲတော့ဖြစ်ကိုနှိပ်တာမှားရင်သာမဲမှားနိုင်တယ်ပေါ့နော်ကျန်တာကတော့ဟိုဟာတိကျပဲဖြစ်မှာဟိုတစ်ခုပဲရှိတယ်အဲမဲပြီးနိုင်တဲ့ဥယျာဉ်ထက်မဲရေတော့ကများနေတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဟိုလိုမျိုးကျွန်တော်တို့ပါတီတခုတည်းကိုမဟုတ်ဘဲနဲ့နှစ်ခုလောက်ကိုရွေးလိုက်ပြီးလို့ပယ်မင်းဖြစ်တယ်လို့မင်းဆင်းမှာမပါဘဲနဲ့ပေးလိုက်လို့ပယ်မင်းဖြစ်တယ်တို့ကတော့ဒါ UIC ရဲ့ကြီးချက်ပြီးမှပဲကျွန်တော်တို့ရမယ်အခြေအနေတခုပေါ့ဟိုလိုနှစ်ခုမှလို့ပယ်မင်းဖြစ်သွားတော့မဖြစ်နိုင်တော့ပါဘူးခင်ဗျဟုတ်အဲ့တော့ဆရာတို့မင်းဆင်းနေပါကြတဲ့ဆရာတို့ဘယ်လိုမျိုးလုပ်ကြမလဲ အဲဟုတ်ခုမဲစင်းရတော့ခုစစ်တဲ့ကာလာကိုတော့သူတို့ထပ်ပြီးတော့ဟို extend လုပ်ထားပြီးတယ်တိုးပြထားတယ်အဲ့တော့ခုကျွန်တော်လည်းဟိုမဲယုံနေမှာတော့တခါလေးသွားကြည့်တယ်အဲကြည့်ပြီးတော့ကုရဲဟာကုနုရတဲ့လောက်ပေါ့နော်ရွှေပြောင်းမဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်မဲမှာကျွန်တော်တို့ခုနကပြောတဲ့ဟိုပါတင်းရတဲ့နယ်ပေါ့နော်များသောဖြစ်ဖြစ်တာတော့အဲ့ဒါပေါ့လူငယ်လေးတွေအသက်ကခုပြည်လာပြီ2020တုန်းကတော့မပြည်သေးဘူးထပ်တိုးမဲတွေဖြစ်လာ2025မှာတော့18ကျော်သွားပြီဆိုတော့မဲပြီးလို့ရတော့သူတို့စီရင်လေးတွေပြီးတခါလေးမှာရွှေပြောင်းလာတယ်ဒီဒေသမှာရွှေနောက်တနည်းရောက်သွားတယ်အဲ့တော့မဲအဲ့အရာနေမဲမပြီးနိုင်ဘူးဆိုတဲ့ဟာတွေတော့ ေါ့နော်အဲ့လိုပြင်တာတွေဖြည့်တာတွေဖြတ်တာတွေပေါ့အဲ့ဘိုင်းလေးကျွန်တော်ဂူတော့လုတ်ပေးရပေါ့နော်ဒါပေမဲ့ဟိုပြောရရင်တော့မဲမြဲမြဲလာပေးအောင်လည်းကျွန်တော်တို့တစ်ဖက်ကစီရင်ရတယ်ပြီးတော့မဲစိမှတ်ကဲမှုရှိပါလေအဲကျွန်တော်တို့တက်နိုင်တယ်များပူပေါင်းပါဝင်ပေးရတာပေါ့ဟုတ်ဟိုတချို့တွေကြတော့မပေါအောင်ဆိုလေထားလိုက်ပါကွာဆိုရှိတယ်ကျွန်တော်မိတ်ဆွေတွေဟိုသင်ငန်းချုပ်မှာဖြစ်မိတ်ဆွေတရားဆိုရင်သူအမျိုးသားနာမည်ပါတယ်ကလေးနာမည်ပါသူ့နာမည်မပါဘူးထားလိုက်ပါဆိုမဟုတ်ကျွန်တော်တို့သက်ဆိုင်ရာကိုယ်စားလှယ်နဲ့ လမ်းပြောပြီးတော့အဲ့မှာတော့ဒီတယောက်ကတော့နာမည်မပေါ့ဖြစ်နေတယ်တစ်ချက်သွားပြီးတော့ကူပြီးဆောင်ရွက်ပေးပါပေါ့နော်တန်တဲ့အများကြီးလို့ကူပေးရတာပေါ့ဟိုအရင်အလုပ်ရှုပ်မခံချင်တော့လေတချို့ကမပါလေကိစ္စမရှိဘူးဆိုတာမျိုးလေးဖြစ်သွားနိုင်လို့ပါဆရာဟိုကျူတင်မဲကိစ္စကိုဆရာဘယ်လိုများ ကာဗာလုပ်မလဲပေါ့နော်ကျွန်တော်တို့အဲဆိုပါဆိုနိုင်ငံရေးပါတီကြီးတခုကရှုံးနေတယ်ဟုတ်ကဲ့ခင်ဗျကျွန်တော်ပြင်မြင်ပါပဲအဲ့အဲ့ဒီကရွေးချယ်ခံတဲ့ပုဂ္ဂိုလ်ကရှုံးနေစိတ်တွေညစ်စိတ်တွေတူနေချိန်မှာဟုတ်ကဲ့ နိုင်ဝက်မကြောက်ချက်ချင်းအထုတ်ကြီးရောက်လာပြီကျူတင်မဲတွေရောက်လာတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒီကာလာတွေကျွန်တော်ကဖြတ်တန်းခဲ့ဘူးလေအဲ့တော့ဆရာတို့ဒီမှာ virus ကကျူတင်မဲမှာရှိနေရလေဟုတ်ပါတယ်အဲ့တော့ဆရာတို့ဆရာတို့က90ရှိရတဲ့အတိုင်းကျူတင်မဲကြတော့ဘယ်လိုကာပါလုပ်မလဲ တကယ်တော့အဲ့ကျိုတင်မဲကဟိုပြောရရင်တော့ကျွန်တော်နိုင်ငံခြားရောက်တဲ့မဲတွေရှိတယ်အဲ့တော့တော့တကြီးရွယ်ဦးတွေဟိုမတမ်းမစွမ်းနေအိမ်ထိလိုက်လောက်တာလေးတွေရှိအဲ့ချိန်မှာတော့ကျွန်တော်တို့ကိုယ်တိုင်လည်းမပါနိုင်ဘူးပေါ့နော်ဥပမာနိုင်ငံခြားတွေဘာလို့မဲတွေလဲကျွန်မသိနိုင်ဘူးအဲပြီးတော့အဲ့ဒီမဲတွေကဖြစ်နိုင်ရင်တော့ခုနကလိုမျိုးဆရာပြောလို့ပေါ့နော်ဒီတကယ်မဲပြီးတဲ့ရက်မတိုင်မီတဲ့ကွာကျွန်တော်တို့ကောက်နေတယ် ်လှုပ်ထားတဲ့နဲ့အများရှိမှလည်းချပြထားတယ်။ဘာလို့လဲဆိုတော့သူကကိုယ့်ရဲ့ဂျူဒီမဲဖြစ်နေပြီ။ဟိုမဲဆင်းပြီးတော့မှပြောင်းလဲဖြစ်လာအောင်တော့ပြန်လာတာမျိုးတော့မဖြစ်သေးဘူးပေါ့နော်။ဟိုဟိုဖြစ်မယ်ဆိုရင်တော့ခုနကကျွန်တော်မဲပြီးရက်မတိုင်မီဒီဇင်ဘာ28ဆိုလဲအဲ့မတိုင်မီ silent day ရှိတယ်။အဲ့မတိုင်မီတဲ့ကောကျွန်တော်တို့ကအားဒါတွေဒါတွေကတော့ဘယ်ကမဲတွေပါဆိုတာကိုယ်တိုင်အားလုံးသိအောင်တော့ပုံမလင်းလင်းချပြထားမှရမှာပေါ့နော်။ဒါမှမဟုတ်ဘဲနဲ့အဲခုနလိုတကယ်အဲ့နေကြမှာမဲရက်လက်ပြောင်းလဲဖြစ်တယ်ဆိုရင်တော့ဟိုမသိတော့ဘူးပေါ့ကျွန်တော်တို့အမြင်တော့ဟုတ်ကဲ့။အဲ့တော့ဆရာရန်ကုန်တိုင်း ဒီတိုင်းမှာဆရာရှင်ပြဲမှာနည်းနည်းပြင်းထန်တယ်ဗောနော်ဆရာဟုတ်ကဲ့ပါခင်ဗျပြင်ပက်တွေတော့တော်ပြင်းထန်တော့တန်လင်ကနည်းနည်းလေးလေးခုနဆရာပြောတဲ့အခက်ခဲလေးရှိတယ်အဲနေမီဒီညီမှုပိုင်းလေးနည်းနည်းလေးရှိတယ်အဲပြီးတော့အဲနေမီအေရီးယားလေးကျေတယ်ဗောနော်ဟုတ်ဟုတ်ကိုယ်စက်လေးလေးတချို့မြို့နယ်လေးတွေမှာတော့ကျက်ပါတယ်ခင်ဗျဟုတ်ဘလို့ဆီဘလို့မြန်အပြိုင်ဘက်တွေဘလို့ကြိုးဖြတ်မလဲအဲကျွန်တော်ကတော့အဲ့လိုပေါ့နော်ခုနကလို့ဟို တက်နိုင်သမျှတော့နေမီဒီဆင်းမယ်ပြီးတော့အခုကျွန်တော်တို့ပြောပြောတုံးနေရတော့ဆရာလက်တွေ့မှာပေါ့ကျွန်တော် online မှာလည်းတက်နိုင်သမျှ daily podcast တွေပေါ့ပြောချင်တာအခုကတော့စီယုံရင်းမစတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ knowledge sharing ဒီ voter education ဆိုတဲ့သဘောမျိုးနဲ့မဲပေးမဲ့သူတွေအတွက်မဲဘလို့ပေးရမလဲကိုယ်စားလှယ်ဘလို့ရွေးချယ်သင်လဲပြီးတော့ကျွန်တော်တို့တာတကယ်လို့ရွေးကောက်ခံရရင်အဲထားပါတော့နော်အခုလူတွေအရင်အမေများတဲ့ VPN ကိစ္စလိုမျိုး VPN ဘယ်လိုလုပ်မလဲပြီးတော့ကားတင်သွင်းခွင့်မူဝါဒလိုမျိုးကျွန်တော်တို့ရဲ့အတွေ့အခေါ်ကဘယ်လိုမျိုးလဲပေါ့နော်ကားအတိတ်တွေတွင်လို့ရအောင်ဘယ်လိုလုပ်ပြီးရနိုင်မလဲနော်လူငယ်တွေမှာအခုကျွန်တော်တန်လင်ဘက်မှာဆိုတော်တော်များများပေါ့ကျွန်တော်လည်းစီးပွားရေးလုပ်တယ်အဲအဲ့အတွက်ကြောင့်ကျွန်တော်လုပ်ငန်းတွေမှာဝန်ထမ်းလေးရှိရအရင်လုံခဲ့တဲ့9နှစ်လောက်ထက်ဆိုင်ခုနောက်ပိုင်းလူငယ်တော်တော်များများကဒီအလုတ်ကင်ဘက်မှာဒီစီမွေးစီဝါတွေတော်တော်များများ အဲပြဿနာလေးရှိတယ်အဲ့ဒီလေးတွေကျွန်တော်တို့ education အနေနဲ့ကြိုးလုပ်မယ်ဒါကတော့ online ပေါ့နော်ပြီးတော့ဟို on ground မှာကျတော့ကျွန်တော်တို့ကတက်နေတဲ့မြေပြင်အခုတည်းကကျွန်တော်တို့ဆွဲနေပြီအဲဘေးဘုတ်ထောင်မှုတွေပါတယ်ကျွန်တော်စီဗင်းနေတင်ပြီးပြီရွာစင်းမှုဟာတွေကကျွန်တော်တို့ဟိုခုနဆရာပြောတဲ့မိကုန်းလေးကျွန်တော်ခုမှထပ်တွေ့ရတာဘာရှိလဲဆိုတော့တချို့ရွာတွေမှာတော့ကျွန်တော်တို့သွားဖို့မသင့်တော့ပါဘူးဆိုတာကိုဒေသခံတွေကပြောတာလေးလေးရှိအဲ့လိုရွာတွေတော့ကျွန်တော်တို့ကရှောင်းရှောင်းပြီးတော့ဘေးရွာတွေ ဘယ်မျိုးနယ်ရောဘယ်နေ့ဘယ်သူတွေနဲ့အတူဆဲမယ်ပေါ့နော်ဒီကျွန်တော်ပြောရရင်တော့ဒီ campaign calendar လေးတော့စပြီးတော့ဇွဲနေတယ်ဇွဲနေ28မတိုင်းပြီးတော့ကျွန်တော်တို့ကနှစ်ပတ်နှစ်ပတ်ကြိုပြီးတော့သက်ဆိုင်အောင်တင်ရတာပေါ့နော်ကျွန်တော်လုံလုံရေးအရာပေါ့ပါပေါ့နော်တင်တင်ပြီးရတယ်ကျွန်တော်တို့ကအုံလုံးစဆင်းတော့မှာပါခင်ဗျ ဆိုအဲ့ဘက်ကပင်လယ်ထွက်ပေါက်နေလဲနီးရတော့ဆင်မှန်ပါတယ်ကျွန်တော်အဲတစ်ခုဆိုရင်နည်းနည်းလက်လက်မမီတဲ့နေရာလေးတွေရှိရဲ့အဲတစ်ခုတနည်းနေရာမှာပြဿနာဖြစ်ပြီဆိုရင်ကျွန်တော်တို့ရဲ့ဂေပေါက်ပဲပြောမလားပြေးပေါက်ကဒီတန်လင်ခရံအဲ့လိုမျိုးတွေဖြစ်သွားတာပေါ့နော် ဖြစ်သွားတော့ ခုနဆရာပြောသလိုပဲဟိုအစွန်နည်းနည်းရောက်တဲ့နေရာကျွန်တော်လက်လက်မမီဘူးလို့ယူဆတဲ့နေရာလုံးချုံကြီးအာမမခံနိုင်ဘူးဆိုနေရာတော့ကျွန်တော်တို့မသွားပါဘူး။အဲတော့ဆိုတာတခုပြဿနာဖြစ်သွားလဲမကောင်းဘူးဘာလို့လဲဖက်။အဲ့တော့ကျွန်တော်တို့ကလည်းအမှန်တမ်းပြောရင်ဘသူဘသူဘက်ရဲ့လို့မဟုတ်တိုးတက်အောင်လို့ကျွန်တော်တို့လည်းကျွန်တော်တက်ဆမ်းတဲ့နေနဲ့ကျွန်တော်ကြိုးစားတယ်။ဒါပေမဲ့အမြင်မတူတာလေးရှိမှတစ်ဖက်နဲ့တစ်ဖက်အဲ့တော့အဲ့လိုနေရာလေးကြာကျွန်တော်ရှောင်လိုက်ပါတယ်ခင်ဗျ။ဟုတ်။မသွားရဲပါဘူး။အဲ့တော့ပြည်သူရှိဆောင်ပါတီကအနိုင်ရပါတီဖြစ်မယ်လို့ယုံကြည်လားဆရာ။ ယုံကြည်လားဆိုတော့ကျွန်တော်တို့ခုဟိုအမှန်တိုင်းပြောရရင်တော့ကျွန်တော်2020တုန်းကတော့ကျွန်တော်တို့အမှန်တိုင်းပြောရင်6လကျော်လေးပဲရှိသေးတယ်ကျွန်တော်ယူကောက်ပွဲဝင်လိုက်ရတယ် ကိုယ်စလေလောင်းနေအကုန်လုံးတက်ဟိုကျွန်တော်ဥက္ကဋ္ဌဖြစ်တဲ့ဟိုအနီးတက်တက်ခိုင်ကိုယ်တိုင်ကလည်းအဲရင်တော့တော့ကိုယ်စလေပေါ့နော်အဲသူကိုယ်တိုင်လည်းအဲ့အချိန်မှာအရင်ကြီးဟိုမရင်သေးဘူးအဲ့တော့အဲ့တုန်းကတည်းကဆိုင်တော့ကျွန်တော်ခုအများကြီးဆရာလေးတွေ့မှာပါတင်းသာရှင်းလင်းပွဲတွေပါတို့တက်လာတယ်စနစ်ကြလာဟိုကိုယ်စလေတွေကလည်းအရင်ကတက်ပူရင်ဟိုကျွန်တော်တို့ကနိုင်ငံကြီးအစွဲရှိတဲ့သူတွေစီးပွားရေးသမားနဲ့ခုနပညာရှင် professional တွေပေါ့နော်ဟိုတယ်မှာဆိုလဲဟိုတယ်ကလုပ်ငန်းတယ်မှာ professional တွေကြာကြာတင်ပေးနေတဲ့ဆရာတွေတမွေအေးရလုပ်ငန်းတွေမှာ ထဲထဲဝင်တည်ရသူအများကြီးပါလာအဲ့တော့အဲ့ဒါလေးတွေပို့ပြီးတော့အားရှိလာတယ်အဲ့တော့အဲစူးစမ်းရင်စူးစမ်းသလောက်ကျွန်တော်တို့နေရာရမယ်လို့နံပါတ်1ကျွန်တော်ယုံကြည်တယ်ကျွန်တော်လည်းကျွန်တော်ဒီ support လုပ်ပေးနေတဲ့သူတွေအကုန်လုံးအမေးတယ်နိုင်မဲတေချာရဲ့လားဆိုတော့ကျွန်တော်တို့စူးစမ်းရင် ခုချိန်ကစံပွက်လို့ပေါ့ကျွန်တော်စာကြည့်ရင်တော့ကျွန်တော်အောင်မယ်လို့တော့ကျွန်တော်ထင်တယ်တခုပဲခုနလူတော်လူတွေတော်တော်များများကျွန်တော်တို့မဲထွက်ပေးဖို့တော့ကျွန်တော်စီယုံရမယ်အော်မဲထွက်ပေးရလို့မရှိပဲနဲ့ပါတီရဲ့အင်အားနဲ့ပဲကိုမန်မာတွေရပဲကိုရဲ့ပါတီဝင်တွေရပဲမဲပေးမယ်ဆိုရင်တော့ကျွန်တော်တို့ကနည်းနည်း အောင်မှုခတ်တယ်ပေါ့။ညကျွန်တော်အဲ့ဒါလေးတနေ့မြန်လိုက်စီအောင်မယ်။ပါတီတစ်ခုလုံးနေတဲ့လူတွေကိုတော့အင်အားတောင်းလာတယ်။ရွေးကောက်ပွဲကာလအဲမက်ဆေ့စီယုံရင်ကာလမစားသေးတဲ့အတွက်ကြောင့်ကျွန်တော်လူဒူးနဲ့တော့အရင်ထိတွေ့ကမရသေးဘူး။အဲ့တော့ကြောင့်အိမ်ပိုင်လေးတော့လည်းမရှိပါဘူး။ဟိုတကယ် feedback တော့မသိရသေးဘူးခင်ဗျာ။ဟုတ်။အဲ့တော့အတင်းညမှာအဓိကတော့မြေစည်းတွေရမ်းကြီးပြီပေါ့နော်။ဟုတ်ကဲ့ပါခင်ဗျာ။မြေစည်းကြီးနောက်တစ်ခါဒီမြေနဲ့ပတ်သက်ပြဿနာတွေရှုပ်ထွေးရပေါ့နော်။ဟုတ်ပါတယ်။အဲ့တော့ဒီလိုဆရာဘယ်လိုများ ခိုင်တွင်မလဲဆရာအဲ့ဒါလေးကလည်းကျွန်တော်သွားပြောတဲ့အချိန်မှာကျွန်တော်အဲ့လိုပေါ့ဆင်းနေပေါ့နော်ဆင်းနေချင်းတမလန်ဟိုဘချမ်းတို့ဘောင်မှာကျွန်တော်အဲ့တန်လေးတော်တော်ကြားတယ်မြည်စည်းကြီးတာလည်းကျွန်တော်တို့ဟိုပြောရင်တော့ဆရာဟိုစီးပွားရေးတမတွေတော်တော်များများပေါ့နော်ကျွန်တော်မိတ်ဆွေလည်းပါတယ်သူကလည်းဆိုတော့စီးပွားရေးလုပ်ငန်းမှာရင်းနှီးမြှုပ်နှံမလားအဲဒါမှမဟုတ်လို့ရှိရင် operation ထဲမှာ invest လုပ်လို့မြင်ရတော့ property ဘက်မှာ invest သွားလုပ်တယ်။ဘာလို့လုပ်ရလဲဆိုတော့အဲ့ငွေကို စီးပွားရေးလည်းလို့ကအာငါရှုံးလားပြတ်လားမသိဘူး inflation ဟာငွေကြေးဖောင်းပွားမှုတော့တတိပတ်စံဝင်ကျလောက်ရှိနေတယ်ဥပမာပြင်ကျွန်တော်လက်ထက်မှာ300ရှိလို့ဒီပစ္စည်းကိုတင်းတုံးရတယ်ဒီမိုက်တစ်ခုကတင်းတုံးကကျွန်တော်ဝင်နိုင်ပြီမဲ့နှစ်ကုန်ကဒီမိုက်တစ်ခုကဟို300လောက်တော့တင်း900လောက်ပြဆိုတော့ကျွန်တော်ဝင်နိုင်တော့အဲ့ကျွန်တော်ဗာလဲဆိုပြောင်းပြီးတော့ဝယ်ကြတချို့ကရွှေဘက်ကိုပြောင်းဝင်ကြတချို့ကဒေါ်လာအဲ့ထက်ပို့ပြီးကြိုက်တာမြည်ဆိုတော့မြည်ဘက်မှာဝယ်ကြတယ်ပေါ့နော်အဲ့တော့ပြောချင်တာက ဒီခုနလိုစီးပွားရေးလုပ်ငန်းတွေဘက်မှာတိတ်ရင်းနှီးမှုကမရှိဘူးခုနအင်္ဂလိပ်ရှင်းငွေကြေးဖောက်ဖောက်မှုကများနေဆိုချင်မှာမြေဘက်ကိုစုပြုံဝင်နေတဲ့သဘောလေးရှိတယ်ဒါတစ်ချက်ပေါ့ကျွန်တော်တို့ကတကယ်တာခက်ကောင်းလာပြီ ခုနလိုစီးပွားရေးခွန်လန်းကြီးများနေပြီဆိုရင်အဲ့လူတွေရဲ့ငွေတွေအဲ့ဒီမှာမလဲတော့ဘူးပေါ့နော်နောက်တစ်ခုကတော့အဲခုနလိုမီးရပိုင်ဆိုင်မှုအရှုပ်ရှင်းလေးရှိတယ်ဒါနှစ်ပိုင်းကတကယ်မတူဘူးခင်ဗျခုနတတိယဝယ်လို့ဈေးတက်တဲ့ဟာတစ်ပိုင်းနောက်တစ်ခုကတော့မီးရလေးတွေမှာတချို့သူတို့လက်ငုံလိုက်ရင်တော့လုတ်တယ်အဲဒါမဲ့အဲ့ဒါကိုဟိုဌာနဆိုင်ကတချို့ရှိရနေမှာပါမင်းနေကြသွားတဲ့ပိုင်းလေးရှိနေရလေးလေကျွန်တော်တို့ကြားတယ်တကယ်လည်းထွက်ပြီးပြီပေါ့နော်ဒါမဲ့ တို့ရှိမှကြောပိုင်ဆိုင်မှုပါရှိလဲဆိုတော့လုတ်လာတာတော့ကြားရတယ်ပဲပိုင်ဆိုင်မှုကပြရတယ်ဘာမှမရှိဘူးဆိုတော့ခက်ခဲလေးတွေအဲ့ဒါလေးလည်းရှိတော့ကျွန်တော်တို့အဲ့ဒီဟာကိုတော့တိုင်းဒေသကြီးနေတော့ဝင်ရောက်ဖြည့်ရှင်းနိုင်တဲ့ဟာကျွန်တော်နားထောင်ပြီးတော့ဖြည့်မှန်းအောင်နှစ်ဖက်လုံးကဖြည့်မှန်းနားထောင်ကြည့်ဟုတ်မလားโอเคသူကတော့ပိုင်ဆိုင်မှုတော့မရှိတာမှန်တယ်ဒါပေမဲ့လုတ်လာတာကဆယ်စုနှစ်တခုကြာမလို့နစ်နာတယ်ဆိုရင်ကျွန်တော်တို့အနေနဲ့အစားတို့ပါဆောင်ရွက်ပေးနိုင်မယ်တကယ်မြေလို့မြေရည်နေလည်းအများကြီးရှိနေလေးတော့ရှိတယ်ဟိုတကယ်သာနိုင်ငံတော်က အဲပါမစ်တစ်ခုနဲ့စီမံကိန်းတစ်ခုလိုမျိုးနဲ့ခြားတာပြီးပြီးသားဆိုတော့ကျွန်တော်ကပြန်ပြီးရုပ်သိမ်းဖို့ခက်သွားပြီအဲ့တော့နင့်နာတဲ့သူလည်းမနင့်နာအောင်တော့ကျွန်တော်အစားတို့တစ်ခုနေနဲ့ပြန်ဖြည့်ရှင်းပေးရမှာပေါ့နော်ဒါမျိုးလေးကြီးလည်းလူလူနဲ့တကယ်ထိတွေ့ပြီးတော့တို့အတန်လေးနားထောင်ပြီးတော့ကျွန်တော်ဖြည့်ရှင်းပေးရမှာပေါ့ဟိုတယောက်တည်းဟိုတော့ဒီလူကိုဒီလိုလုပ်ပြီးလို့ဂျန်နဲ့လူအားလုံးဒီလိုလုပ်လို့တော့မရဘူးပေါ့ကျွန်တော် background story တော့တခြားလေးနားထောင်ပြီးရမှာပါအဲ့ဘက်မှာကျွန်တော်တို့အတွေ့အကြုံပေါ့နော်ကျွန်တော်လည်းကိုယ်တိုင်ဟိုပြဿနာဖြစ်ဖူးတယ်ဟုတ်ကဲ့ အမအဲ့မျိုးဝင်ကျူးတာယူပေါ့နော်ဟုတ်ကျူးတာလည်းများပါကျူးတာယူဆရာတို့ဘယ်လိုဖြေရှင်းပေးမလဲအော်ကျူးတာကတော့အဲဒါတော့ဥပဒေပိုင်းအရတော့တခုပေါ့နော်ဒါပေမဲ့ကျူးတာကအဲတရားဝင်တော့မဟုတ်ဘူးအဲကျူးပြီးတော့လူမိုက်ဆန်ဆန်လူမျိုးလေးရှိကြလေးလည်းရှိတယ်ဥပဒေကြောင့်ရသွားလို့ရှိရင်လည်းနှစ်နှစ်သုံးနှစ်ကြာနေတဲ့ဟာလေးလည်းရှိရပေါ့နော်ရှိတော့ဆရာတို့တတန်တွေးမှမရှင်းနိုင်ပါဘူး အဲကျွန်တော်တို့၅နှစ်အတွင်းမှာမရှင်းနိုင်ဘူးလားဆိုတော့တကယ်သာရရင်တော့အဲ့ဒီဟာကြီးကလည်းအမှန်တမ်းပြောမဖြစ်သင့်ဘူးလို့ကျွန်တော်ထင်ပါတယ်ဘယ်လိုပြောမှောက်ဖို့ဈေးကွက်ကြီးတစ်ခုလို့ဖြစ်နေဦးနေခါရဲ့တိလာဟို စီးပွားပြည့်လုံနေရမှုရှိတယ်ဝလုံးတွေကိုလာချဟိုဆယ်အိမ်လောက်ချက်ချင်းကြီးစောက်လူတွေချက်ချင်းဝုန်းကနေဝင်လာဒါမျိုးတွေကအိမ်တွေကိုလာစောက်ကြဆိုပြီးစောက်ခိုင်းဟုတ်တယ်ပေါ်တင်ကိုသူတို့ကအဲ့လိုမျိုးလှုပ်လိုက်တာမျိုးပေါ့နော်ပြီးတော့ကြာသွားတဲ့အတိုင်းမီးရသူတို့မီးရမှာပဲဆိုဟိုလွဲမားတဲ့ဟာပေါ့အဲ့တော့ဒီခါလေးမှာဥပဒေအားနည်းချက်တွေသမို့အုပ်ချုပ်မှုပိုင်းအားနည်းချက်လေးအခွင့်အရေးယူလိုက်ပြီးတော့လှုပ်လိုက်တာလေးအများအဲ့ဒါကြီးကထိထိရောက်ကိုလောက်အောင်ပါကျွန်တော်တို့ဆရာတို့ဒီမှာတင်တဲ့လှိုင်းသားဘက်ဒီမှာဆိုရင်ကျွန်တော်အများကြီးပဲလေအများကြီးပဲတကယ်ကြီးထိမ့်မနိုင်တော့ဘူးဆိုတဲ့အချိန်ကြတော့လေခုနလိုရှင်းလိုက်တော့ ဟိုဒီတပတ်တွင်းမှာနေပြီးသွားတယ်ရှိတယ်အဲ့တော့ဟိုမလို့တဲ့နေရပေါ့ကျွန်တော်ကတော့ဘသူဘက်ကရက်တည်လဲဆိုကျူဘက်ကတော့ကျွန်တော်မရက်တည်ဘူးဒါဆိုတကယ်ပိုင်ရှင်လဲစိတ်တော့ရှက်ဖြစ်ရတယ်ဟိုဒါသူ့အနေနဲ့ကလေဒါပိုင်ဆိုင်မှုဘာမှမဟုတ်ဘူးလေဟိုကျူလို့သာရရင်ကြိုက်တဲ့နေရာမှာသူလိုက်ကျူးနေကြမှာပေါ့အဲ့တော့ကျူးရတာတော့ကျွန်တော်အာမပေးဘူးကျွန်တော်ကရက်တည်ရမယ်ဆိုတော့ကျူဘက်တော့မရှိဘူးသို့သောဆရာကမဲပေးမယ်ဆိုရင်ကျူးရအာမခံရောအဲအဲ့ဒါဆိုလဲ ကျွန်တော်လုပ်ပေးမယ်ထဲတော့မပါဘူးသို့တော့သူတို့အတွက်အင်ယာစီမံကိန်းလိုမျိုးဖော်ဆောင်ပေးတဲ့ဟာမျိုးတော့ကျွန်တော်အားပေးတယ်ပြောချင်တာဟိုဆရာမီမာဘီရဲ့မီပုံထဲမှာတကယ်လူနေထိုင်မှုဥယျာဉ်ကမီရဲ့ area ရဲ့ဟို30 40ဒီကြားထဲမှာပဲကျွန်တော်ရှိသေးတာအများကြီးမြေလို့မြင်ရင်တကယ်အများကြီးရှိသေးတယ်အဲ့တော့မီခွက်တွေဖော်ဆောင်ပေးလို့ရတယ်ပြီးတော့သူတို့အလုတ်ကိုင်းနဲ့အရေးကြသွင်းတဲ့စနစ်လေးဖော်ဆောင်ပေးလို့ရတယ်အဲ့ဟိုဟို twin မှာဟို higher purchase support ပေါ့ကျွန်တော်တို့တတိယမှာ hp မဟုတ်ဘူး ဒီအောက်ခြေလူနေသားတော့လည်းလုပ်ပေးလို့ရတယ်။ဒီမီခွက်ကတော့ထားပါတော့ဘလောက်နဲ့ဆယ်သိန်းနဲ့ရောင်းမယ်တလားဟိုဘလောက်သွင်းမှာ3000သွင်းမှာ2000သွင်းမှာဒါမျိုးလေးနဲ့နှစ်ရှည်ပေါ့။ပေးသွင်းမှာဆိုရင်ပုံစံမျိုးနဲ့ပဲသွားသိင်းတယ်။ဟိုဘေးရအောင်မှာတော့ငါ့ကိုမဲပေးပါကျွန်တော်မဲပေးပါကျွန်တော်မီခွက်ကြီးအလကားရောင်းလုပ်ပေးပါမယ်တော့ကျွန်တော်တို့ကဟိုလေပြီးတော့မဲဆွဲမှာတော့မဟုတ်ဘူးပေါ့နော်။အဲ့တော့ဖြစ်တဲ့နေဟာတော့ဟိုကြီးတကယ်အခက်အခဲရှိတယ်တကယ်လောက်ကန်ရှိတယ်တကယ်ချက်တင်းနေလူတွေလည်းရှိသူတို့တက်ကတော့ခုနကလိုအောက်ခြေမှာအင်ရစီမံကိလိုမျိုးတွေ အငားအရင်ဆီမကြီးလို့လည်းခေါ်တယ်ရေရှိမှာဇယ်နှစ်တတိငားလို့ရှိရင်သူ့ပိုင်ဖြစ်သွားမယ်ဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုးလေးကြီးနဲ့ကျွန်တော်လုပ်ပေးဖို့တော့ထောက်ခံတယ်ဒါပေမဲ့ခုနကလို့သူများပိုင်မျိုးကိုကျူတာတော့ကျွန်တော်တို့မထောက်ခံပါဘူးခင်ဗျာမေးပေးမယ်ဆိုလည်းမရဘူးအဲမေးပေးမယ်ဆိုရင်ခုနကဟာတော့လုပ်ပေးမယ်အဲသူများအိမ်မှာတော့လုပ်ပေးပါဦးကျေးဇူးပါဆရာကျေးဇူးပါခင်ဗျာကျေးဇူးပါခင်ဗျာအောင်းနေပါစေဆရာပေးရစနေပြပါသေးတယ်ဟုတ်ဟုတ်